မင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ Chrome browser ကိုသုံးပြုပြီးတော့ Paywall account ပေါ့နော်အစ်တစ်တခုကိုဘယ်လိုရှောက်ရမလဲဆိုတဲ့အကြောင်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ် Okay ဆက်လိုက်အောင်ဒါဆိုရင်ကျွန်တော် Chrome နဲ့ဟိုတစ်ချက်ဝင်မယ်အဲ Chrome နဲ့မှာစဝင်ပြီဆိုတာနဲ့ကျွန်တော်စပါမှာပေါ့နော် Paywall account login ဆိုပြီးတော့ကျွန်တော်ရိုက်ချလို့ရပါတယ်ဒီမှာတော့ကျွန်တော်ဝင်ထားပြီးသားရှိရဲ့တစ်ချက်လေး ready made နှိပ်လိုက်မယ်ပေါ့နော်ပြီးတော့ရင် login to Paywall ဆိုတာထပ်ဝင်မယ်အဲ့မှာ အဲကျွန်တော်ဒီမှာဆိုရင်စတွေ့ပြီပေါ့เนาะဒါကအဲကျွန်တော်ဒီ desktop version ပေါ့เนาะ desktop ဒီမှာကျွန်တော်အဲ့ဒါကို desktop site ဟိုဟာကျွန်တော်ပြောင်းခြင်းလဲဆိုရင်လဲအဆက်30ကနေပြီးတော့ desktop site လေးသွားပြောင်းလို့ရပါတယ်အဲဖြုတ်ခြင်းလဲဆိုရင်လဲအဲ့ရနေသွားပြီးတော့ဖြုတ်လို့ရပါတယ်เนาะ okay အဲ့ဒါဆိုရင်ကျွန်တော်စလိုက်ကြမယ် ပထမအဦးဆုံးကျွန်တော်တို့ဒီ account အစ်ကို create လုပ်မှာဖြစ်တဲ့အတွက် create new account ဆိုတာကိုကျွန်တော်တို့တစ်ချက်ရွေးရပါမယ်။ဒီနေရာရောက်ပြီဆိုရင်ဒီမှာကျွန်တော်အချက်လက်တွေထည့်ရမယ်။ကိုကဘာနာမည်နဲ့ဖွင့်ကျင်လဲပေါ့နော်။ဖွင့်ကျင်တဲ့နာမည်ကိုပေးရမယ်။ first name last name ပေးရမယ်ပေါ့နော်။ first name ဆိုရင်အဲကျွန်တော်ဆိုရင်အောင်စောစောနာမည်နဲ့ဖွင့်မှာဖြစ်တဲ့အတွက်အောင်စောစောဆိုပြီးပေးမယ်ပေါ့နော်။သူကအလဲနာမည်မရှိတဲ့အလဲနာမည်မရှိတော့ရှေ့မှာကျွန်တော်နှလုံးသွဲပေးလိုက်မယ်နော်။ပြီးတော့ရင်ဗတ်ဒီလေးကိုတစ်ချက်ရွေးပေးပါ။ ဘတ်ဒေးဘတ်ဒေးတဲ့ရွေးတဲ့နေရာကြာရင်ကျွန်တော်တို့ဘာလိုအပ်လဲဆိုတော့အသက်ဆက်ရှင်နေပြဖို့လိုအပ်ပါတယ်เนาะဆက်ရှင်နေအောက်ကျွန်တော်တို့လုံအောင်မဖွင့်ပါနဲ့ဆက်ရှင်နေအထက်ကိုပဲဖွင့်ပေးရမှာဖြစ်ပါတယ်အဲဘတ်ဒေးတဲ့ရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီဂျန်နာရွေးမယ်ဂျန်နာထည့်ပါမယ်အဲဂျန်နာထည့်ပြီးတာနဲ့ကျွန်တော်တို့ကိုယ့်ရဲ့အကောင့်ကိုအီးမေးလ်နဲ့ဖွင့်မလားဖုန်းနံပါတ်နဲ့ဖွင့်မလားဆိုပြီးတော့ဒီမှာရွေးလို့ရပါတယ်ကျွန်တော်ကတော့အီးမေးလ်နဲ့ပဲဖွင့်ပါမယ်အီးမေးလ်ဆိုတာကကျွန်တော် Gmail ကို ပြောတာပါပဲเนาะ ကြီးမေးထက်ပြီးသွားပြီဆိုရင်ဒီမှာချက်လက်ရာကျွန်တော်ပတ်စော့ထည့်လို့ရပါတယ်ပတ်စော့ကတော့ကိုကြိုက်တဲ့ပတ်စော့ကိုထည့်ပေးလို့ရပါတယ်เนาะကျွန်တော်ကတော့ကျွန်တော်ထားခြင်းတဲ့ပတ်စော့လေးကိုကျွန်တော်ထားပြီးတော့ဖွင့်ပြပေးမယ်တခါတလေကျရင်ဒီနေရာမှာ sacrament ပေါ်လိမ့်မယ်ဗျာเนาะပြီးသွားပြီဆိုရင်အကုန်လုံးကျွန်တော်စစ်သွားပြီ date တွေပါရအကုန်ပြီးသွားပြီဆိုတော့ ਨੇ sign လေးတစ်ချက်နှိပ်ပေးပါ ဆိုင်းရလေးနှိပ်ပြီးသွားရင်ကျွန်တော်တစ်ချက်စောင့်အောင်ပါမယ်နော်ဒီနေရာမှာ Chrome browser မှာဆိုင်းရနှိပ်လိုက်တာနဲ့တချို့ကကုတ်တန်းတောင်းတယ်တချို့က Facebook application တွေကိုဝင်သွားဝင်ခိုင်းနေပေါ့နော်အဲ့ဒီနေရာမှာ Facebook application တွေဝင်ခိုင်းနေဆိုရင်ဟိုတက် တက်တခုတွေ့တက်တခုကိုခေါ်ပြီးမှ Facebook တွေကိုပြန်ဝင်လိုက်ပါเนาะအဲ့ဒီခါကျရင်အခုလိုမျိုးကုတ်တောင်းတဲ့နေရာလေးရောက်ပါလိမ့်မယ်ကုတ်တောင်းကုတ်တောင်းတဲ့နေရာရောက်ရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ဂျီခွင့်မဲ့ဂျီမေးမှာကျွန်တော်ကုတ်သွားပြီးတော့ကြည့်ပေးပါเนาะကျွန်တော်ကတော့ဒီဂျီမေးကတခြားဖုန်းမှာဖြစ်နေတာဆိုတော့တခြားဖုန်းမှာအပြင်မှာပဲကြည့်ပြီးတော့ကျွန်တော်ထည့်ပေးလိုက်မယ်เนาะအဲ့ဒါဆိုတော့ဂျီမေးမှာကျွန်တော်ကုတ်သွားကြည့်ပါမယ်โอเคဂျီမေးမှာကျွန်တော်ကုတ်ရပြီဆိုရင်ရိုက်ထည့်ပါမယ်ခင်ဗျာ ဒီမှာကျွန်တော်ကိုရိုက်ထည့်ပြီးတာနဲ့ဟို continue ဆိုတာလေးတစ်ချက်နှိပ်ပေးပါဒီနေရာမှာလဲခုနလိုပဲပေါ့နော် continue နှိပ်လိုက်လို့မိမိရဲ့ Facebook application ကိုညှို့နေဆိုရင်ကျွန်တော်ကတက်တကူကိုခေါ်ပြီးတော့အာကျွန်တော်ဒီကုတ်ကိုပြန်ရိုက်ထည့်လိုက်ပေါ့နော်ကိုရိုက်ထည့်စရာမလိုဘူးတစ်ခါတလေကြာရင်လဲဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးပေါ်တယ်ဆိုရင်ကျွန်တော်ကအာကျွန်တော်ဒီအပြင်တစ်ချက်ထောက်ပြီးတော့တက်ကီးတကူတက်တကူတွဲခေါ်ပြီးတော့ထည့်လိုက်ပါနော်အဲ့ဒါဆိုရင်ဟိုကျွန်တော်ဒီဒီနေရာမှာနယူးတက်ဆိုတာလေးတစ်ချက်ခေါ်လိုက် ခေါ်ပြီးသွားရင်ခုန Facebook login ဆိုတာလေးကိုကျွန်တော်ပြန်ပြီးတော့ရိုက်လိုက်ပေါ့နော်ရိုက်ပြီးသွားရင်အဲ့ဒါလေးတစ်ချက်နဲ့လိုက်တာနဲ့ကျွန်တော် Facebook တယ်ကိုတန်ရောက်သွားမှာပဲဖြစ်ပါတယ်။ Okay ပြီးသွားပြီဆိုရင်သူ့ရဲ့ကျွန်တော်ဒီအကောင်လုံးကို allow လုပ်ပေးလိုက်နော် skip လုပ်လို့လည်းရပါတယ်ဒီမှာ။โอเคပြီးတော့ရင်ကျွန်တော် profile picture တွေထည့်လို့ရတယ်အဲမထည့်ကျင်တော့ skip နေတော့ဘောနော်ကျွန်တော်အသစ်ဆိုတော့ထည့်မပြတော့ဘူးဒီမှာ ဒါဆိုရင်ကျွန်တော် Facebook account အသစ်တစ်ခုကို Chrome browser မှာဘယ်လိုဖွင့်ရမလဲဆိုတာလေးကိုကျွန်တော် step by step ပြပေးခဲ့တာပဲဖြစ်ပါတယ်အဲတချို့ကြတော့ဒီ Chrome browser ကနေပြီးတော့တချို့ကြတော့မဖွင့်ကြဘူး။အာဒီ Facebook Lite overview နေရာနေပြီးမှ down ပြီးမှသွားဖွင့်လည်းရပါရဲ့နော်။အခုနောက်ပိုင်းကျရင်ကျွန်တော် Facebook Lite ကနေပြီးမှဖွင့်တဲ့ account နေရာလည်း disable ကုသွားတာ YNTD လော့တန်းကြတာမျိုးရှိပါတယ်။အဲ Facebook Lite ကနေဖွင့်မယ်ဆိုရင်တော့ Facebook Lite overview ပေါ့နော်။ overshine ကနေတွားပြီးတော့ဖွင့်တာပိုကောင်းပါတယ် overshine ကိုတွားဒေါင်းမှာဒေါင်းပြီးမှဖိဖို့လိုက်ကနေဖွင့်မှာအဲ့လိုမဟုတ်ဘူးအာ overshine မသုံးခြင်းဘူးဆိုရင်အခုလိုမျိုး chrome browser ကနေပြီးတော့အလွယ်တကူဖွင့်လို့ရပါတယ်